ားလုံးပဲမင်္ဂလာပါရှင်။နဲပိတ်ကနေကြိုးဆိုပါတယ်ရှင်။ဒီနေ့တော့ထမဲမိတ်ဆက်ပြီးစားလို့အရန်ကောင်းတဲ့နှဲတို့ဒဝဲစားစရာလေးဖြစ်တဲ့ကင်ပေါချင်ရအကင်လေးကင်စားဖြစ်လို့တငယ်ချစ်တို့ကိုလာမျှဝေပေးပါတယ်ရှင်။ဒါဆိုရင်တော့နှဲဘလို့လုပ်မလဲဆိုတာနှဲပြီးတော့ဖိုင်ကိုဆော့တီလေးကြည့်ပေးကြပါအောင်ရှင်။ဒါလေးကကြတော့ပုံဝင်တဲ့ပစ္စည်းလေးတွေပေါ့နော် ဒီမှော်လေးကိုတော့နှင်းမြန်မာလိုနဲ့ခေါ်မတတ်ဘူးပေါ့နော်ဒဝဲလိုနဲ့ဆိုရင်တော့မှုမှုတန်းလို့ခေါ်ပါတယ်ရှိကေဘော့ချင်ရွယ်လေးကိုတော့နှင်းကဓာလေးနဲ့တတိချချာလှီထားတယ်ပေါ့နော်ပြီးရင်တော့မြင့်ပြုတ်လေးရဲ့ချက်တွန်နေချက်တွန်ဖြူရဲ့ပေါ့နော်ငရုတ်တီလေးရဲ့ပါရှိဒါဆိုရင်တော့ဒီပါဝဲတဲ့ပစ္စည်းလေးတွေကိုစလုံးလေးထက်ကိုထပ်ပေးလိုက်မယ်ပေါ့နော်ဒီမှော်လေးကအရန်စားလို့ကောင်းတယ်ပေါ့နော်စားလဲလို့ရှိရင်ထထော့လေးနဲ့ရှင်အရန်စားလို့ကောင်းနေရောပဲရှင်ဒီမြက်ပြုတ်လေးကိုတော့နှစ်ကဒီလိုမျိုးလေးလှိထားပစ်လိုက်တယ်ပေါ့နော် တကယ်လို့ဒီနေရာမှာကိုမကြိုက်တဲ့အသီးရွက်တွေပါလို့ရှိရင်မထည့်လိုက်ရပါတယ်ရှင်။ငရုတ်တီစိလေးကိုလည်းခုလိုမျိုးလေးပဲထည့်ထားပစ်လိုက်တဲ့ပေါ့နော်။ဒီသီးရွက်လေးတွေကတော့အားလုံးနှင်းရေစစ်သက်ဆိုင်ပြီးသားပေါ့နော်။ဒီနေရာမှာငါးခုတော့ပလာထိုငါးလေးတုပ်ပြထားပါတယ်ရှင်။တကယ်လို့မထည့်လိုက်ရတယ်ပေါ့နော်။ရတာနေနဲ့တော့စာနေငယ်ချုံမုံနေငယ်သားမုံနေငယ်စနေမုံနေငယ်စိတ်စားငပိနေငယ်ရဲ့နဲ့စာမုံညစ်ကိုတော့ထမဲစာစောလေးစောစာထက်တာပြလိုက်ပါတယ်ရှင် ပြီးရင်တော့စီနဲငယ်ထည့်ပြီးတော့အာလုံးသမတော့အောင်တုတ်ပေးလိုက်မယ်ပေါ့နော်ဒီကေဘောချင်ရဲ့အကင်လေးကိုတော့မြမလိုနဲ့ဆိုနှင်းလဲခေါ်မတတ်ဘူးပေါ့နော်နှင်းတို့တဝဲဖက်မှာဆိုရင်တော့ကာဘောရှော်ဝါတော့လို့ခေါ်ပါတယ်ရှိဒီစားစရာလေးကကြတော့သမင်းအရာမေးမသိချပါပဲပေါ့နော်သူရတာလေးကလည်းပြောစရာမလိုဘူးရှင်ကိုတိုင်လှုပ်စားကြည့်ကြည့်ကြပေါ့နော်ဒါဆိုရင်နှဲကဒီကမောချင်ရွယ်လေးကိုတိတိချာချာလေးကုလိုမျိုးလေးတုတ်ထားပေးလိုက်မယ်ပေါ့နော် ခုဆိုရင်တော့နှင်းတုတ်သွားပြီလေဒါအားလုံးတမသွားပြီပေါ့နော်ဒါဆိုရင်တော့ငပြောရွက်လေးထဲကိုကိုလိုအပ်တလောက်ထပ်ပြီးလိုက်ပါမယ်ရှင်ဒီငပြောရွက်လေးကိုတော့နှင်းကမီးလေးနည်းနည်းလေးကင်ထားပြီးလိုက်တယ်ပေါ့နော်ပြီးရင်တော့ငပြောရွက်လေးကိုတိတိကျကျလေးတုတ်ထားပြရပါမယ်ရှင်နောက်မလို့ရှိရင်သဲတွေပါတယ်ပါတတ်တယ်ပေါ့နော်ပြီးရင်တော့ငပြောရွက်ကိုလည်းမီးမကင်ဘဲနဲ့ခုလိုမျိုးလေးထုတ်လွှဲလို့ရှိရင်ထုတ်တဲ့ချစ်ကြရင်ငပြောရွက်ကကွဲသွားတယ်ပေါ့နော်ဒါကြောင့်မို့မီးလေးနည်းနည်းလေးကင်ထားပြရမယ်ပေါ့နော် ဒါဆိုရင်တော့ကိုဆင်ပြေတို့လိုမျိုးလေးထုတ်ထားပေးလိုက်မယ်ပေါ့နော်။နေရကြတော့ခုလိုပုံစံလေးပဲထုတ်ထားပေးလိုက်ပါတယ်ရှင်။ခုလိုမျိုးလေးထုတ်လုပ်ပြီးပြီဆိုရတော့နှင်းကမိသွေးမိဖို့လေးမှာခုလိုမျိုးလေးလာကင်ထားပေးလိုက်တဲ့ပေါ့နော်ခုလိုမျိုးလေးကင်တဲ့ချိန်မှာတော့မိကိုတအားပြင်းစေရမလို့ဘူးပေါ့နော်ဒီလောက်နေထားလိုက်မျိုးဆိုရင်တော့ရပါပြီရှင်ပြီးရင်တော့မိနစ်20လောက်ကင်သွားပေးလိုက်မယ်ပေါ့နော် กินตั้วไปแล้วลูมินิ20ปีบีสุยินเนาะตู้ก็ประกันเล็กแท้ไปတော့ผ่องจิ๊ดๆมั้ยปอนเนาะตะเกลอผ่องจิ๊ดแล้วลูถ้ามาม้อญิ่เลยก็ผู่นิดได้สุยินเนาะไม่แจ่เตบูปอนเนาะคุโลမျိုးเลยสุยินเนาะแจ่ตั้วบาบีสิခုဆိုရင်တော့အနက်မွမွေးလေးနဲ့ထမင်းအရမ်းမိတ်စေတဲ့နှစ်ရက်ကင်မောချွင်ရဲ့အကင်လေးကတော့စားဖို့ဆင်သေးဖြစ်နေပြီပေါ့နော် ဒါဆိုရင်တော့ဒီနေ့တော့ဒီလောက်လေးပါပဲရှင်။နှဲပီတော်ဖိုင်ကိုကြည့်ရှုအားပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးများတင်ပါတယ်ရှင်။နှဲပိတ်ကိုလည်းလက်အဖော်လိုလေးလုပ်ပေးကြပါအောင်ရှင်။ဒါဆိုရင်တော့နောက်ပီတော်ဖိုင်တစ်တီမှာပြန်တွေ့ကြမယ်နော်။အားလုံးပဲတတ်တာ